chain ဆိုတာဘာလဲအချိန်ဆိုတာကျွန်တော်ရဲ့ဘွာစကြဝဠာတစ်ခုလုံးရဲ့ဖြစ်တည်မှုကိုချုပ်ကင်ထားတယ်။အချိန်ထဲမှာပဲနားလေရခက်ခဲလုံးနဲ့လျို့ဝဲဆန်းကြယ်မှုတစ်ခုပါ။ကျွန်တော်တို့အားလုံးဟာအချိန်ရဲ့လွဲမှုမှုအောက်မှာရှင်သန်နေကြရပေမယ့်အချိန်ရဲ့အနှစ်သာရကိုတကယ်ပဲရှင်းရှင်းလင်းလင်းသိကြပါရဲ့လား။အချိန်ကိုကျွန်တော်တို့ဟာပထမဆုံးအနေနဲ့တိုင်းတာမှုတစ်ခုဖြစ်ရှုမြင်ကြပါတယ်။ second minute နိုင်နေ့ လနှစ်ဒီတိုင်းသာမှုတွေဟာလူသားတွေဖန်တီးထားတဲ့စနစ်တွေတာဖြစ်ပြီးနေအောင်ချီလရဲ့လှုပ်ရှားမှုကဘာရဲ့လဲပက်နှုံစတဲ့သဘာဝဖြစ်စဉ်တွေအပေါ်မှာခြေခံထားပါတယ်ဒီတိုင်းသာမှုစနစ်ဟာကျွန်တော်တို့ရဲ့လူမှုဘဝနဲ့ကဘာကြီးရဲ့စနစ်ကြလဲပက်မှုအတွက်မရှိမဖြစ်လိုအပ်ပါတယ်နိုင်လက်တန်တွေလဲပက်နေတဲ့ကျွန်တော်တို့ဟာအလုလုဖို့ချင်းဆုံမှုအတွက်အချိန်မီရောက်ရှိဖို့ယထာဆောက်ရောက်ချိန်ကိုတိဖို့စတဲ့အရာအားလုံးကိုစီမံခန့်ခွဲနိုင်ပါတယ် ဒါပေမဲ့တိတ်ပံလောကမှာတော့အချိန်ဟာဒီလောက်ရိုးရှင်းတဲ့အရာမဟုတ်ပါဘူး။ယူပဗေဒပညာရှင်ကြီးအယ်ဘတ်အိုင်းစတိုင်းကအချိန်နဲ့နေရာခွဲခြားလို့မရတဲ့အာကာသအချိန်ဖြစ်ပေါင်းဆက်တည်ရှိတယ်လို့ဆိုခဲ့ပါတယ်။အချိန်ဟာကမ္ဘာမြေကြီးရဲ့ဆွဲအားကြောင့်ဒါမှမဟုတ်အလင်းရဲ့အလင်းနေပါသွားနေတဲ့အချိန်ကြောင့်ပုံပြက်သွားနိုင်တဲ့နေကွေသွားနိုင်တဲ့အရာတစ်ခုဖြစ်ပါတယ်။လေရင်နဲ့အမြန်ခီးသွားတဲ့အခါ မြေပြင်ပေါ်ကလူတွေထက်ကျွန်တော်ရဲ့အချိန်စီးဆင်းမှုနှောင်းဟာအနည်းငယ်ပိုနေသွားပါတယ်။ဒါအချိန်ဆန့်ထုတ်ခြင်းလို့ခေါ်တဲ့မယုံနိုင်စရာဖြစ်အပ်မှန်တစ်ခုပါပဲ။ဒီလိုယူပဗီရဆိုင်ရာရှုပ်ထွေးမှုတွေအပြင်ကျွန်တော်ရဲ့ကိုယ်ပိုင်အတွေ့အကြုံထဲမှာလည်းအချိန်ဟာတကယ်ကိုပြောင်းလဲနေတတ်ပါတယ်။ပျော်ရွှင်စရာကောင်းပြီးစိတ်လှုပ်ရှားစရာကောင်းတဲ့အခိုက်အတန့်တွေမှာအချိန်ဟာရေလိုလျှောကျသွားလို့ခံစားရပြီးကျွန်တော်တို့တကယ်ပဲလက်လူဆုံးရှုံးသွားတယ်လို့ထင်ရပါတယ်။ ဥပမာတင်ငယ်ချင်းတွေနဲ့စကားပြောတဲ့အချိန်ကိုချစ်ရတဲ့သူနဲ့အတူရှိနေတဲ့အချိန်ဒါမှမဟုတ်စိတ်ဝင်စားစရာကောင်းတဲ့စာအုပ်တအုပ်ကိုဖတ်နေတဲ့အချိန်ဒီအချိန်တွေဟာမျက်တောင်တစ်ခက်အတွင်းကုံဆုံးသွားတယ်လို့ထင်ရပါတယ်။ဒါပေမဲ့ဆန့်ကျင်ဘက်အဖြစ်ညီငွေစရာစောင့်ဆိုင်နေရတဲ့အချိန်တွေနာကျင်မှုခံစားနေရတဲ့အချိန်တွေမှာတော့အချိန်ဟာတွေ့ရွေ့သွားနေတဲ့လိမ့်လို့ဖြစ်ပြီးနေကွေလွန်းတယ်လို့ခံစားရပါတယ်။၅မိနစ်ဆိုတဲ့အချိန်တူလေးဟာတနိုင်ကြလိုမျိုးစိတ်ထဲမှာခံစားနေရတတ်ပါတယ်။ ဘာကြောင့်ဒီလိုဖြစ်ရတာလဲဒါကျွန်တော်ရဲ့စိတ်ခံစားမှုမဉဏ်မဲ့ယူပုံနဲ့အာယုံဆိုင်မှုတွေနဲ့ဆက်ဆက်နေပါတယ်။အုံနောက်ဟာအသည့်ဆန်းဖြစ်တဲ့အဖြစ်ပြက်တွေကိုပိုပြီးအာယုံဆိုင်မက်သားတဲ့အတွက်ညည်ရွယ်စဉ်ကာလမှာပရမဆုံးချိန်တွေးကြုံရတဲ့အရာတွေများပြားတာကြောင့်အချိန်ဟာပိုရှိတယ်လို့ထင်ရပါတယ်။အသက်ကြီးလာတဲ့အခါမှာတော့အရာအလုံးဟာထက်သလဲလဲလို့ဖြစ်လာတာကြောင့်အချိန်ဟာမြန်မြန်ကုန်ဆုံးသွားတယ်လို့ကျွန်တော်တို့ခံစားရခြင်းဖြစ်ပါတယ်။ နောက်ထပ်စဉ်းစားစရာတစ်ခုကတော့အချိန်ရဲ့များပဲဖြစ်ပါတယ်။ဘာကြောင့်အချိန်ဟာအတိတ်ကနေအနာဂတ်စီကိုပဲတစ်ဖက်သက်သွားနေတာလဲ။ကျွန်တော်တို့ဟာရေခဲတုံးအရေးပျော်သွားတာကိုမြင်ဖူးကြပေမယ့်ရေကိုရေခဲတုံးအဖြစ်သူ့လိုလိုပြန်မှခဲသွားတာမျိုးတော့ဘယ်တော့မှမတွေ့ဘူးပါဘူး။ဒီဘောဒီယာကိုယူပဗီရမှာ entropy လို့ခေါ်ပါတယ်။စကြဝဠာထဲမှာရှုပ်ထွေးမှုဒါမှမဟုတ်စွမ်းရင်ကွဲပြားပြန့်နှံ့မှုတွေဟာအမြဲတမ်းတိုးလာနေပါတယ်။ ကဘာကြီးတစ်ခုလုံးစက်ကြဝရာတစ်ခုလုံးဟာအချိန်ကြာလာတဲ့အမျှပုံမှုရှုပ်ထွေးလာဒါမှမဟုတ်စနစ်မကျဖြစ်လာတဲ့ဆိုတဲ့တဘောပါပဲဒါကြောင့်အချိန်ဟာရှေ့ကိုပဲတွားနေခြင်းဖြစ်ပြီးအတိတ်ကိုပြန်လဲလို့မရခြင်းဖြစ်ပါတယ်အချိန်ဟာတခြားသူတွေနဲ့မမျှဝေနိုင်တဲ့ကျွန်တော်ရဲ့အဖိုးတန်ဆုံးပိုင်ဆိုင်မှုလည်းဖြစ်ပါတယ်ငွေကိုပြန်ရှာလို့ရပေမဲ့ကုန်ဆုံးသွားတဲ့အချိန်တွေကိုဘယ်လိုနည်းနဲ့မှပြန်လဲရယူလို့မရနိုင်ပါဘူး ဒါကြောင့်အချိန်ကိုအဖိုးတန်တဲ့ငွေကြေးလို့တင်စားခေါ်ဝေါ်ကြတာဖြစ်ပါတယ်။ကျွန်တော်တို့ဘဝရဲ့ကန့်တက်ချက်တွေ၊အိုမင်းချင်း၊တည်ဆုံချင်းစတဲ့ဖြစ်ရအားလုံးဟာအချိန်ရဲ့မရက်မနာစီးဆင်းမှုကြောင့်ဖြစ်ပေါ်လာတာပါ။ဒါဆိုအချိန်ဆိုတာတကယ်တော့ဘာလဲ။ကျွန်တော်ရဲ့ဘဝတွေဟာဒီအချိန်မြစ်ထဲမှာခီးသွားနေတာနဲ့တူပါတယ်။အတိတ်ကသင်ခန်းစာတွေရှိပေမဲ့အတိတ်ကိုသွားမသိနိုင်ပါဘူး။အနာဂတ်ကမျောလင့်ချက်တွေရှိပေမဲ့ အနာဂတ်ကိုလည်းလက်ရှိအချိန်မှာမရောက်နိုင်သေးပါဘူးတကယ်လက်တွေ့ကြတဲ့အချိန်ကျွန်တော်တို့တကယ်ပဲထိန်းချုပ်နိုင်တဲ့တစ်ခုတည်းသောအချိန်ဆိုတာဒီပြစ်စုံပံပဲဖြစ်ပါတယ်အချိန်ရဲ့အနှစ်သာရကိုနားလဲတယ်ဆိုတာကြီးမားတဲ့သိပ္ပံဆိုင်ရာအောင်မြင်မှုတစ်ခုဖြစ်အောင်တမက ကျွန်တော်တို့ရဲ့နေထိုင်ပုံဘဝကိုရှုမြင်ပုံကိုပါပြောင်းလဲစေနိုင်ပါတယ်မနေ့ကအုံဆုံးသွားပြီမနေ့ပြန်မသေးချဘူးဆိုတဲ့စိတ်နဲ့ ဒီနေ့ဒီပြစ်ဆုပ်ပံကိုအကောင်းဆုံးဘယ်လိုအသုံးပြုမလဲဆိုတာစဉ်းစားဆင်ခြင်ခြင်းဟာအချိန်ရဲ့တကယ်တန်ဖိုးသိခြင်းပဲဖြစ်ပါတယ်အချိန်ဆိုတာကဘာဦးကတည်းကစတင်ခဲ့ပြီးစက်ကြဝဠာဆုံခန်းတိုင်တဲ့အထိစီးဆင်းနေအောင်မဲ့လျိုပဲဆန်းကျယ်တဲ့စီးကြောင်းတစ်ခုပဲဖြစ်ပါတယ်ဒါအောင်အပြည့်ဝနားမလည်နိုင်ပေမဲ့ကျွန်တော်တို့အားလုံးဟာဒီစီးကြောင်းနဲ့အတူလိုက်ပါစီးမျောပြီးအခိုက်အတန့်တိုင်းရဲ့တန်ဖိုးသိရှိဖို့သာလိုအပ်ပါကြောင်းသင်ပြလိုက်ရပါတယ် ီနေ့အကြောင်းအရာလေးကနေအားလုံးပဲအသိပညာဘူးသုဒ္ဓတွေရရှိသွားလိမ့်မယ်လို့မျှော်လင့်ပါတယ်။ကျွန်တော်ရဲ့ဗီဒီယိုလေးကိုသဘောကျရဆိုရင် like လေးနှိပ်ခက်ပေးပြီး channel လေးကို subscribe လုပ်ထားပေးဖို့လည်းဖိတ်ခေါ်ပါတယ်။အားလုံးပဲမင်္ဂလာရှိတဲ့နေ့ရက်တွေပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ။